ကဲ butterfly pea shampoo အောင်မဲညိုခေါင်းလျှော်ရည်အောင် butterfly pea herbal shampoo အောင်မဲညိုခေါင်းလျှော်ရည်အဲ့ဒါလေးလုတ်ထားတာတပတ်လောက်ရှိပါပြီ၃ရက်ဆိုရင်တော့အမြုပ်တည်ရယ်เนาะဒါပေမဲ့ကျွန်မမအားလို့တပတ်လောက်ထားလိုက်ပါတယ်ဒီလိုမျိုးတန်တန်ရှင်းရှင်းတက်တက်ကြီးရလေးထားရင်ဘယ်လောက်ပဲထားထားရရယ်နောက်မှဘူးထည့်ပြီးတော့မှဘူးထည့်ပြီးတော့မှသုံးလို့ရတယ်ရောင်းလို့ရတယ်ဒီလိုမျိုးလေးတော့အုပ်ထားရမှာเนาะ ဒီ wrapping film လေးအုပ်ထားလို့ရှိရင်ဟိုပိုးမွားတွေမဝင်နိုင်ရေဖုန်တွေအမုံတွေမဝင်နိုင်ရေမျက်လုံးနဲ့မမြင်နိုင်နဲ့ fungus တွေမိုးတွေကိုလည်းမဝင်နိုင်အောင်လို့လုပ်ရပါမယ်အဲ့တော့ဒီလိုလေးထားရင်ဘလောက်ပဲထားထားဘယ်နှရက်ပဲကြာကြာအဆင်ပြေပါတယ်ကဲ pH level စစ်ပါမယ်နော် pH testing လုပ်ပါမယ် 5နဲ့6ကြားမှာရှိပါတယ်5နဲ့6ကြားထဲမှာရှိပါတယ်ရှမ်ပူရဲ့ pH balancing က5နဲ့6ကြားမှာရှိရပါမယ်เนาะအခုဆိုရင်5နဲ့6ကြားမှာရှိပါတယ်ဘာမှထပ်လုပ်ဆရာမလိုပါဘူးเนาะ5နဲ့6ကြားမှာမရှိဘူးဆိုလို့ရှိရင်เนาะပြန်ပြီးတော့ညှိပေးရပါမယ်အဲ့လိုညှိပေးတဲ့အခါမှာ citric acid လေးသုံးပြီးတော့မှ balance ပြန်ပြီးညှိပေးရပါတယ်เนาะ